မင်္ဂလာပါရှင် PPTV ရဲ့ Passion တက်ဆက်ပေးနေကြသတင်းလာချင်းလာအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ကျမကတော့ချူပါပြည်သူ့ရဲ့ချားမှာပြန့်နှံ့နေတဲ့သတင်းမှားတွေအချက်လက်မှားတွေနဲ့အကြောင်းအရာမှားတွေကိုစစ်စစ်ပြီးတော့ဘယ်ဟာကသတင်းမှားဘယ်ဟာကချင်းဆိုပြီးတက်ဆက်ပေးသွားမှာပါပြည်သက်တွေနေနဲ့လည်းဖတ်ရှုလိုက်ရတာတွေမြင်တွေ့ခဲ့ရတဲ့အကြောင်းအရာတွေကိုသတင်းလာချင်းလာသိချင်တော့ comment တွေမှာဝင်ရောက်ရှေ့တာမြင်မြင်နိုင်ပါလိမ့်ရှင်ဒီတစ်ပတ်အတွက်တက်ဆက်ပေးမှာတွေကတော့ KNDF ကပင်လောင်းမြို့နယ်မှာပြည်သူပိုင်ပစ္စည်းတွေကိုခိုးယူတာနေအိမ်တွေကိုမိရှုဖျက်ဆီးတာတွေပြုလုပ်နေရဆိုရခြင်းတီးတိမ်မြို့နယ်မှာစစ်ကောင်စီစစ်ကြောင်းနဲ့ချင်းတော်လဲတပ်တွေတိုက်ပွဲပြင်းထန်နေပြီးတော့ချင်းတော်လဲတပ်တွေဆုတ်ခွာပေးနေရဆိုတဲ့သတင်းမှနဲ့ငကားတွင်ကျေးရွာမှာစစ်ကောင်စီရဲ့လက်လက်ကြီးပစ်ခတ်မှုကြောင့်တော်လဲတပ်သားတိုက်ဆုံးနေဆိုတဲ့ချင်းကြောင်းရာတွေပါပဲ ဒီတစ်ပတ်ထဲမှာတော့နိုင်ငံတော်ဝန်မှာတော်လှန်ရေးပူးပေါင်းတပ်တွေကအထူးစစ်တွေဆင်နွှဲပြီးတော့စစ်တောင်စီတပ်စခန်းတွေကိုတိုက်ခိုက်သိမ်းပိုက်နေပါတယ်။ကင်းပြည်နယ်မှာလည်း KNL, KNDO, PDF ပူးပေါင်းတပ်တွေကစစ်ကောင်စီတပ်စခန်းတွေတစ်ခုပြီးတစ်ခုတိုက်ခိုက်သိမ်းပိုက်ထားတာပါ။အဲလိုပဲချစ်ပြည်နယ်မှာလည်းတိုက်ပွဲတွေပြင်းထန်နေသလို KNL ပြည်ပမှာလည်းတိုက်ပွဲတွေပြင်းထန်နေစေပါ။ အညာတစ်ခွင်မှာတော့မြေပြင်ကစစ်ကြောင်းထိုးလို့မရတဲ့စစ်ကောင်စီအတွက်နေချောင်းကနေပြည်သူတွေကိုဖုံးကျဲတက်ဖြတ်နေစေပါပဲ။စစ်ကြောင်းထွက်လာရင်လည်းအညာတော်လှန်တပ်တွေရဲ့တိုက်ခိုက်မှုတွေကြောင့်နောက်ပြန်ဆုံနေရတာပါ။ဒီလိုအခြေအနေတွေမှာစစ်ကောင်စီလော်ဘီတွေကတော့စစ်ကောင်စီရဲ့စစ်ရှုံးနေမှုတွေကိုပြည်သူတွေမသိစေဖို့အတွက်သတင်းမှားတွေနဲ့ဂျင်းတွေရေးတင်ပြီးတော့ဖြန့်ချီနေပါတယ်။အခုလဲစစ်ကောင်စီလော်ဘီ Facebook အကောင့်တစ်ခုဖြစ်တဲ့ စစ်နန်းဝတီမှာအကောင့်အနေပြီးတော့ KNDF အမျိုးသားကာကွယ်ရေးတပ် KNDF ကပင်လောင်းမြို့နယ်ဆောင်ပြောင်းကျင်းရွာနီးနားမှာရှိတဲ့နေအိမ်တွေကနေပြည်သူပိုင်ပစ္စည်းတွေကိုခိုးယူတာနေအိမ်တွေကိုမီးရှို့ဖျက်ဆီးတာတွေပြုလုပ်နေရဆိုပြီးတော့ဖျက်ချနေရပါအလီပိုဆက်ပြန်လည်မှုက like 136 view ကတော့2200 share 44နဲ့ comment 6ခုရှိရတွေ့ရပါတယ်အကြောင်းအရာကိုစစ်စစ်ကြည့်ရတဲ့အခါမှာလည်းလွဲမှားနေပါတယ်ရှင် လွတ်လပ်ပြီးရုပ်ကြီးစိတ်ချရတဲ့သတင်းဌာနတွေမှာကရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်းမြို့နယ်စောင်းပြောင်းကျေးရွာဒေသမှာတိုက်ပွဲတွေပြင်းထန်နေရဆိုတာနဲ့ဒေသခံပြည်သူတွေစစ်ပေးရှောင်နေရတယ်လို့ရှင်းတာဖော်ပြခဲ့ကြတာပါအဲ့ဒီဒေတာမှာစစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်ပူးပေါင်းတပ်တွေနဲ့တော်လှန်ရေးပူးပေါင်းတပ်တွေကြားမှာတိုက်ပွဲတွေပြင်းထန်နေရပါစစ်ပွဲတွေရှုံးနေတဲ့စစ်ကောင်စီအတွက် lobby တွေကတော်လှန်ရေးတပ်တွေကပဲပြည်သူတွေနေအိမ်တွေကိုဖျက်ဆီးနေကြအောင်ချင်းထက်ဖျက်ချနေရပါပဲ။ စစ်ကစီလို့ပြီးစစ်လန်းဝတီမာဝဲဖော်ပြချက်ကိုဖက်ချက်ရကြည့်မယ်ဆိုရင်လည်းအစအဆုံးလုံးကြံဖက်တီးတဆက်ချက်ဖြစ်နေတာတွေ့ရပါလေရှင်ချင်းပြည်နယ်မှာစစ်ကောင်စီတပ်တွေနဲ့ချင်းတော်လိုင်းတပ်တွေကြားတိုက်ပွဲတွေပြင်းထန်နေပါတယ်။ချင်းတော်လိုင်းတပ်တွေသိမ်းပိုက်ထားတဲ့နေရာတွေကိုစစ်ကောင်စီတပ်တွေကထိုးစစ်ဆင်လာတာပါ။ချင်းတော်လိုင်းတပ်တွေရဲ့တိုက်ခိုက်မှုတွေအောက်မှာစစ်ကောင်စီတပ်တွေကတော့မချေမလောက်ဖြစ်နေပါတယ်။ ဒါကိုဖုတ်ဖွဲ့ဖို့အတွက်စစ်ကောင်စီလော်ဘီတွေအချင်းတွေရေးတင်ပြီးတော့ဖြန့်ချိနေပါတယ်စစ်ကောင်စီလော်ဘီကြောစွာ Telegram Channel ကချင်းပြည်နယ်တီးတိမ်မြို့နယ်မှာစစ်ကောင်စီစစ်ကြောင်းနဲ့ချင်းတော်လိုင်းတပ်တွေတိုက်ပွဲပြင်းထန်နေပြီးတော့ချင်းတော်လိုင်းတပ်တွေကစုခွာပေးနေရဆိုပြီးရေးသားဖြန့်ချိနေရပါအဒီပိုဆက်ပြန်နှံ့မှုက like 630 comment 6ခုနဲ့ view ကတော့3000 3000ကျော်ရှိတဲ့တွေ့ရပါတယ်။အကြောင်းအရာစစ်စစ်ကြည့်ရတာမှလည်းလွဲမှားနေပါလေရှင်။ လွတ်လပ်ပြီးယုံကြည်စိတ်ချရတဲ့တင်းဌာနတွေမှာကတီးတိမ်မျိုးနယ်မှာစစ်ကောင်စီကစစ်ကြောင်းထိုးလာတာကြောင့်ချင်းတော်လိုင်းတက်တွေနဲ့တိုက်ပွဲပြင်းထန်နေပြီးတော့စစ်ကောင်စီဘက်ကထိခိုက်သိမ်းဆုံးမှုတွေနဲ့ထွက်ပြေးမှုတွေရှိရလို့ရှင်းသားဖော်ပြခဲ့ကြတာပါ။အဲ့တော့ဖုတ်ကွယ်ဖို့အတွက်လည်းစစ်ကောင်စီလော်ဘီတွေကမဟုတ်မမှန်လို့ရှင်းသားပြီးတော့ချင်းတွေကိုဖြန့်ချိနေရပါပဲ။ကြောကြာ Telegram Channel ဖော်ပြချက်ကိုဖတ်ချက်ရကြည့်မယ်ဆိုရင်ပြုတ်ပြင်စင်မဲ့တိဆက်ချက်တင်ရတွေ့ရပါတယ်ရှင်။ စစ်ကောင်စီလိုပြီး True Media Telegram Channel ကတော့သတင်းမှတစ်ခုတင်ပြီးတော့ပြည်သူတွေခြေထက်နေပြန်ပါပြီ။အလားတော့စကိုင်းတိုင်းမုံရမြို့နယ်ငကားတွင်ကျေးရွာမှာစစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်တော်လိုင်းတပ်သား၄ဦးသေဆုံးပြီးတော့၈ဦးထဏ်ရာရခဲ့ရဆိုပြီးရေးသားဖြန့်ချိနေရပါ။အဒီပိုဆက်ပြန်လည်မှုက like 105နဲ့ view ကတော့2000ကျော်ရှိရတွေ့ရပါတယ်။အကြောင်းအရာစစ်စစ်ကြည့်တဲ့အခါမှာလည်းလွဲမှားနေပါတယ်ရှင်။ လွတ်လပ်ပြီးယုံကြည်စိတ်ချရတဲ့သတင်းဌာနတွေမှာက၎င်းတွင်ကျေးရွာကိုစစ်ကောင်စီကလက်လက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်ပြည်သူ၂ဦးသေဆုံးပြီးတော့၁၀ဦးထိခိုက်ဒဏ်ရာရခဲ့တယ်ဆိုပြီးဖော်ပြခဲ့တာပါပြည်သူတွေကိုသေဆုံးရတာဖုံးကွယ်ဖို့အတွက်နဲ့တော်လှန်ရေးတပ်တွေပဲသေဆုံးရတဲ့အောင်နဲ့ချင်းထက်ဖြန့်ချိနေရပါပဲစစ်ကောင်စီတပ်တွေကနိုင်ငံတော်ဝဲမှာစစ်ရာဇဝတ်မှုတွေကိုနှိမ့်စင်နဲ့အမျှကျူးလွန်နေရလဲဖြစ်ပါတယ်ရှင် ကျူမီဒီယာ Telegram Channel ဖော်ပြချက်ကိုဖတ်ချက်ရကြည့်မယ်ဆိုရင်လည်းပြုတ်ပြင်စင်မဲ့တိဆက်ချက်ဖြစ်နေတာတွေ့ရပါတယ်ရှင်။အခုတင်ဆက်ခဲ့ရတွေပေါ့ပြည်သက်တွေနေနဲ့ကျင်းလက်နှစ်သိမ့်မယ်လို့မျှော်လင့်ပါတယ်။နောက်လာမယ့်ပတ်တွေမှာလည်းသတင်းမှားတွေဂျင်းတွေကိုဘယ်လိုမျိုးရှာဖွေစစ်စစ်ဖော်ထုတ်ပေးမလဲဆိုတာစောင့်ကြည့်ကြပါဦးနော်။ပြည်သက်တွေနေနဲ့စစ်စစ်ချင်းတဲ့အကြောင်းအရာတွေရှိရင်လည်း message box ကနေတက်ဆက်သွယ်နိုင်ပါတယ်။ အဲ့လိုပေးပို့လာတွေကိုကျမတို့အဖွဲ့သားတွေကရှာဖွေစစ်စစ်ပေးသွားမှာလည်းဖြစ်ပါတယ်။ပြည်သူလူထုတရက်လုံးသတင်းလာချင်းလာခွဲခြားသိမိပြီးစစ်ကောင်စီလော်ဘီတွေရဲ့ဈေးထက်ခံရခြင်းပေးရနေကင်းဝေးပျော်ရွှင်နိုင်ကြပါစေရှင်။